တော့ United ပြိတက်တယောက်အနေနဲ့ United ရဲ့မကောင်းချောင်းကိုပြောတာတော်တော်လေးကိုဟိုဝမ်းနေဖို့ကောင်းတယ်ပေါ့နော်အဲကျွန်တော် United American ပြိတက်တော်တော်များများမှာစိတ်ခံစားချက်တခုရှိတယ်အာဘာလဲဆိုတော့ဒီအသင်းကရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေဘယ်တော့ပဲစုပ်ပြတ်တက်နေပါစေအချိန်တန်ရင် United ပွဲလာလို့ရှိရင်ကျွန်တော်တို့ဒီ TV ရှေ့ကိုပြောင်းလာခဲ့တယ်ဖုန်းနဲ့ကြည့်တဲ့လူကလည်းဖုန်းရှေ့ကိုပြောင်းလာခဲ့တယ်နောက်ဆုံးအလောက်အကြောင်းမျိုးမျိုးကြောင်းမကြည့်ဖြစ်ဘူးဆိုရင်တော့မှ United ပွဲရလက်ကိုဘယ်နဲ့ကိုနဲ့ပြီးသွားလဲဘယ်လိုရလက်ထွက်ပေါ်နေလဲဆိုတာဒါ United ပြိတက်တိုင်းက စောင့်မြော်နေကြတာဖြစ်ပါတယ်။ဆိုတော့ United ကဒီလိုပဲကစားခဲ့တဲ့ပွဲမှာ Everton အသင်းကို1-0နဲ့ရှုံးနေသွားခဲ့ပါတယ်။ကျွန်တော်ပြောချင်တာကဗျာဘောလုံးပွဲတွေမှာရှုံးတာနိုင်တာကတော့ဒါတော့ထူးဆန်းမဟုတ်ဘူးဗျာ။အသင်းသင်းရလည်းအများနဲ့မနိုင်သလိုအသင်းသင်းရလည်းအများနဲ့မရှုံး။ဒါပေမဲ့ဒီခေါက် United ရဲ့အရှုံးကတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်။ Everton အသင်းကိုအိမ်ဝင်အုပ်ထွက်ဖို့မှာအခက်ကစားခဲ့ရတယ်။ပြောရမယ်ဆိုရင်2013ခုနှစ်နောက်ပိုင်းမှာ United ဟာ Everton ကိုအိမ်ဝင် Ultra 4မှာ16ပွဲလောက်ထိရှင်းမဲ့ကစားခဲ့ရမှာတပွဲမှရှုံးနေတာချင်းမရှိဘူး။ဒါပေမဲ့သူတို့ရှုံးသွားတယ်။ ရှုံးလာတော့မှယိုဒနန်ရှုံးလာမဟုတ်ဘူး။တပတ်ကအေဗာတန်အသင်းဘက်ကတယောက်ထုတ်ခံရပြီးတော့ဒါမိနစ်80နီးပါးတယောက်အသာနဲ့ကစားခွင့်ရခဲ့တာတော့မှရှုံးနေသွားခဲ့တာဖြစ်ပါတယ်။လက်ရှိ United ရဲ့အနေအထားတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းပါတယ်။အသင်းရဲ့တိုက်စစ်မှာ Benjamin Shako, Matia Cunha နောက်တစ်မှာ Harry Maguire တို့ကျွန်တော် Lisandro Trossard တို့တန်ရာရရှိနေတဲ့အချိန်ဒီလိုမျိုးအေဗာတန်လိုမျိုးဒီအင်အားနဲ့အသင်းနဲ့ကစားတာတော့မှအင်ကွန်းမှာတယောက်ယောက်အေဗာတန်ကိုမနိုင်ဘူးဆိုတာကတွေးချင်တော်တော်ရှက်ဖို့ကောင်းပါတယ်။ ောက်ပြီးတော့လက်ရှိပွဲစဉ်ဆက်တဲ့အပီးကနေပြီးတော့ United အခု Everton နဲ့ကစားတဲ့ပွဲစဉ်ဆက်နှစ်ကနေလာမဲ့ဒီကျွန်တော်နှစ်တကူကာလာထီက United ရင်ဆိုင်ရမယ့်အသင်းတွေကိုကြည့်လိုက်လို့ရှင်သူတို့အတွက်ခက်ခဲတဲ့အသင်းတွေကတကယ်တမ်းပြောရင်လက်ချွေးရလို့ရတယ်အော်ဒီကာလာမှာ United အတွက်တကယ်ခက်ခဲလာနိုင်တဲ့အပြိုင်ဘက်ကလာမယ့်ပတ်မှာကစားမယ်ခွေဆယ်ပလေးနဲ့အဝေးဝင်ပွဲစဉ်ရှိမယ်။ပြီးရင် Newcastle အင်ကုန်မှာတွားကစားမယ်ပွဲစဉ်ရှိမယ်။နောက်ပြီးတော့ Villa အင်ကုန်မှာတွားကစားမယ်ပွဲစဉ်ရှိမယ်။ Channel ပွဲစဉ်တော်တော်များများက United အတွက်အနိုင်ရဖို့အတွက်လွယ်ကူတဲ့ပွဲစဉ်တွေပါ။ဒါကြောင့်လည်း ဒီ international break တွေမတိုင်ခင်တော့ United ဟာလာမယ့်ပွဲစဉ်10ပွဲမှာရမှတ်အမှတ်30အထိရရှိသွားနိုင်တယ်ဆိုပြီးတော့တချို့တွေကခံမှန်းသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ United ကအသိပေါ်ထားတဲ့မာတီးယက်ကိုညာတို့ကျွန်တော်တို့ Brian Ambumo တို့နောက်ပြီးတော့ Shaqo တို့မရှိလို့ရှိရင်ပြီးခဲ့တဲ့ရာသီက United အတိုင်းပဲပြန်ဖြစ်သွားပါတယ်။အဲဒီပွဲရှောင်းလိုက်လိုက်တာက United အတွက်တော်တော်လေးကိုနင့်နာမှုရှိခဲ့လို့ပြောရမှာပါ။အခုဆိုမဘေးစရာအဆင့်30တိရောက်သွားတယ်။ဒီပွဲလာနိုင်ခဲ့လို့ရှိရင်မဘေးစရာအဆင့်၄ဒါမှမဟုတ်၅လောက်အထိတက်လှမ်းပြီးတော့ဒီအဆင့်နှစ်နေရာက Chelsea အသင်းကိုကျွန်တော်ပုံမှန် အကွာလောက်နဲ့ဖျားပေးနိုင်တဲ့အနေအထားကနေသူတို့ရဲ့အသုံးမချမှုကြောင့်အခုဆိုရင်တော့မပေးစရာအဆင့်30ပြင်ပါတွေရောက်ရှိသွားခဲ့ပါပြီ။နောက်တစ်ခုကဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပရီးမီယာလိထိသေးတဲ့နေထဲမှာအာဆင်နယ်နဲ့ချဲစီနှစ်သင်းပဲနိုင်ရရှိခဲ့တာပါ။အမန်စီးတီးကလည်းရှုံးနေ၊လီဗာပူးကလည်းရှုံးနေ၊စပါးကလည်းမြောက်လန်တဲ့ဒါပေမဲ့ရှုံးနေခဲ့တာကြောင့် United အနေနဲ့ဒီခွေရေးကိုအမေရဆုတ်ကင်ထားမှာဖြစ်ပေမဲ့သူတို့အနေနဲ့ဆုတ်ကင်နိုင်ခြင်းမရှိခဲ့ဘူး။အမော်ရင်ကဒီပွဲပြီးမှသူအနေနဲ့ကစားသမားတွေကိုပြည့်တင်သွားခြင်းမရှိဘဲနဲ့သူ့ရဲ့တာဝန်ကိုသူယူသွားခဲ့တာမြင်တွေ့ခဲ့ရပါတယ်။ ်ဒါမှန်တယ်ပိုင်းအကြည့်မယ်ဆိုရင်တော့အမ်ဘိုရင်ရဲ့ရင်းချက်မှုတွေကိုမြင်တွေ့ရမှာပါတကယ်တမ်းဒီရှုံးပွဲဟာကျွန်တော်မြင်ရပြောမယ်ဆိုရင်တော့ဒါကစားသမားတွေလည်းတာဝန်ရှိသလိုနီးပြားလည်းတာဝန်ရှိပါတယ်ကစားသမားတွေကဒီပွဲမှာဒီကျွန်တော်တို့အတင်းအထိကဒီတောင်မန်တိုက်စစ်ကစားမဖြစ်တဲ့အာမန်ဒီယာလိုကဘောလုံးတော်တော်ဖြုံးတာကိုတော်တော်များမြင်တွေ့ရမယ်။နောက်ပြီးတော့အရင်တော့ကျွန်တော်တို့ရှက်ကိုတို့ဒီကွန်ညာတို့ပါဝင်တဲ့အချိန်မှာဖြတ်တင်မော်တွေမထွက်တဲ့တိုက်စစ်ကအဲ့ပွဲမှာများထွက်ဖြတ်လိုက်တဲ့ဖြတ်တင်မော်ဆိုတာကျွန်တော်ပရိသတ်ကိုရွေးနေတာတော့ထင်ရပါတယ်။ ပြီးတော့နေပြားကလည်းဒီပွဲစဉ်မှာလိုအပ်ချက်တွေရှိနေတယ်။အဲ Everton ဘက်ကဒီတယောက်ထုတ်ခံလာတဲ့အချိန်မှာ United ကနောက်တန်း၃ယောက်ကိုဆက်လက်ကင်ဆွဲနေတော့မှာအဲ့ဒီအချိန်မှာနောက်တန်းသုံးယောက်သုံးမဲ့အစားနောက်တန်းမှာနှစ်ယောက်လောက်ပဲထားပြီးတော့ကွင်းလင်ကစားမှတစ်ယောက်ဒါမှမဟုတ်လေတိုက်ဆင်အားတန်ကွင်းလင်ကစားမှတစ်ယောက်ထပ်ဖြည့်လိုက်မယ်ဆိုရင် United နေနဲ့ဂိုးရဖို့အတော်လေးကိုနှိစက်ခဲ့မှာပါ။ဒါကြောင့်လို့ရှိရင်လည်းဒီ United နဲ့တွေ့တဲ့အတင်းတိုင်းကဟို တမင်တက်တက်လုံနေသလားထင်အားလောက်တယ်ဆိုပြီးတော့ United fan တွေပြောသလိုပါပဲဒီဘက်မှာ Pickford ရဲ့ lesson ကတော်တော်လေးကိုကောင်းနေဆိုတော့ကျွန်တော်တို့အသိမှတ်ပြုရမှာပါ Pickford အနေနဲ့ United ဘက်ကဂိုးဝင်နိုင်တဲ့အပိုင်အခွင့်အရေး၃ချိန်လောက်ကာကွယ်သွားနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရတယ်။အဲဘာဖြစ်ဖြစ်ဒီဘက်ကတော့ပြီးသွားပြီကျွန်တော်ဒီဘက်ကို smooth ပြန်ပြီးပြန်ပြောနေလဲရလက်ကပြောင်းလဲမှာမဟုတ်ဘူး။အဲဆိုတော့လာမယ့် back question ပဲလေးနဲ့ဝင်ဝင်ပွဲစဉ်အတွက်ကိုပြင်ဆင်ရတော့မယ်။ဒီဘက်စဉ်ကို United အသင်းအနေနဲ့အနိုင်ရလက်နဲ့အတူပြန်လည်လာနိုင်မလားဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ relative information ကနေပြီးတော့ကျွန်တော်တို့ပြန်လည်ကြိုဆိုလာပါတယ် United နဲ့ပတ်သက်တဲ့သတင်းလေးကိုနေ့စဉ်နဲ့အမျှတင်ဆက်ပေးမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်